င်္ဂလာပါရှင်2025ခုနှစ်ဂျော်လ၄ရက်နေ့ရက်မွန်တန်း၁၂နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။စစ်လေရင်များကတိဘောဘူစခန်းမကြစေရန်ဘုံကျဲခုခံစင်မှာမိမိတို့တပ်ဖွဲ့အပေါ်ဘုံမကျဲချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တေဆုံးသွားပြီးစစ်သားများအားလုံးအလံဖြူထောင်လက်နက်ချခဲ့ပါရယ်။စစ်လော်ဘီဇော်ဖုံးဟင်းကိုအလဲပိုင်းတိုင်းစစ်ထာနာကျုံမှာ စစ်ထောက်လန်ရေးတွေကစစ်ကြောရေးစခန်းကိုခေါ်ဆောင်ပြီးစစ်ကြောနေပါတယ်။ဗော်လခဲမှာရှိတဲ့စစ်တပ်ရဲ့ရေးနှီးပေါက်ပြူဟာစခန်းကိုဂရင်းနီတပ်ပေါင်းစုတွေကတိမ်ပိုက်လိုက်ပါပြီ။အဆိုတော်ပုပ်ပုပ်ကိုဆန္ဒပြတဲ့တောင်ကိုရီးယားရောက်မြန်မာတွေနဲ့ဘာရောက်သူတွေတချို့ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်ရှင်။ SPV drone အနေနဲ့ရှိနေ၍လင်းရင်နဲ့ရဟန်းရင်တွေကိုလင်းရင်ကိုတော်များမှာလုံခြုံစွာတင်ဆက်ထားရန်ဂျာမန်နဲ့ drone gas တွေကိုစေစမ်းမပြတ်စစ်ဆေးရန်ညွှန်ကြားထားပါတယ်ရှင်။တေဘော်ဘိုစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီကြီကထိုင်းဘက်ကိုကြားရောက်ကဒေသခံတအူးထိမှန်ခဲ့ပါတယ်ရှင်။ဒီသတင်းနဲ့တူဒီကနေ့မွန်တန်၁၂နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမစံတဲ့နေတပုံးအနေနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တိဘောပို့စခန်းကို KNDN တပ်ဖွဲ့ဝင်တွေကယမန်နေ့မှာအပြင်းထန်ထိုးစစ်ဆင်ခဲ့၍တိဘောပို့စခန်းမကျစေရေးအတွက်စစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲခုခံစင်မှာမိမိတို့တပ်ဖွဲ့အပေါ်ကိုဘုံမကျဲချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးသေဆုံးသွားကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်မြစ်ကပြောပါရတယ်။ ယမန်နေ့ဇွန်လ3ရက်နေ့ညနေပိုင်းမှာ KNN နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိဘောဘူစခန်းကို အပိသက်တိုက်ဖိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအဲ့လိုမသိမ်းပိုက်နိုင်ပြီမှာစစ်ကောင်စီကတိုက်လေရင်နဲ့အဆက်မပြတ်ခုခံဘုံကျဲပစ်ခတ်ခဲ့ကြောင်းစစ်လေရင်များကသူတို့တပ်ဖွဲ့ဝင်တွေအပေါ်ကိုဘုံမှကျဲချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးတေဆုံးပြီးကြံရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာလည်းလက်နက်ချအညံ့ခံအလံဖြူထောင်ခဲ့ကြကြောင်းအဲ့တော့မှ ခင်ရန်နန်နေပူပေါင်းတပ်ဖွဲ့တွေကတေဘောဘိုစခန်းကို အပိတသိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရပါရဲ့ရှင်။ကနဦးသိရတာကတိုက်လေရင်တွေကဘုံမာကျဲတော့တေဘောဘိုစခန်းက30လောက်တေဆုံးနေ။သူတို့စစ်ကူပြစ်ခတ်ကြတွေကသူတို့လူသူတို့ပြန်ထိတယ်လို့သိရတယ်လို့ထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်မြစ်ကပြောပါတယ်။ရမန်နေတေဘောဘိုစခန်းသိမ်းတိုက်ပွဲမှာတော်လန်ရေးတပ်တွေဘက်ကတေဆုံးမှုမရှိဘဲနဲ့ရဲဘော်လေးဦးဒဏ်ရာအပြင်းထန်ရရှိထားကြောင်းလည်းသိရပါဗျ။ စစ်ကောင်စီရဲ့တေဘောဘိုစခန်းကိုတော်လိုင်းရင်တပ်ဖွဲ့တွေကရရှိပြီးဖြစ်၍ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တပ်စခန်း၄ခုသာတန်တော့ပြီးအဲ့ဒီစခန်းတွေက ဥကရိတာဝေါ်လီပြူဟာကုန်းထီတဲလေစခန်းတီကပ်လေစခန်းတို့ဖြစ်ကြောင်းလည်းသိရပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မယောင်လိုက်အပါဝင်စစ်ကောင်းဆောင်တွေကိုဆဲဆိုမှုနဲ့ဖမ်းဆီးခံရတဲ့စစ်လော်ဘီဇော်ဖုံးဟင်းကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောင်းလမ်းရဲတွေကစစ်ကြောရေးစခန်းကိုခေါ်ဆောင်ပြီးတော့စစ်ကြောနေကြောင်းပြင်ဦးလွင်အခြေဆိုင်ရဲတပ်ရင်းအင်းမြစ်ကပြောပါတယ်ဇွန်လ2ရက်နေ့မွန်းလယ်တနင်္ဂနွေကြော်အချိန်မှာ ပြင်ဦးလင်းမှာနေထိုင်တဲ့စစ်လော်ဘီဇော်ဖုံးခင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားကြောင်းအဲနောက်မှာဖမ်းဆီးပြီးတဲ့နောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လန်ရေးတွေကဇော်ဖုံးခင်းကိုစစ်ကြော်ရေးစကောက်ကိုခေါ်ဆောင်သွားပြီးစစ်ကြောနေကြောင်းစစ်တပ်ကောင်ဆောင်တွေကိုဆဲဆုံမှုနောက်ွယ်မှာမြစ်တီရွေချက်များရှိနေတယ်လဲဆိုတော့ကိုစစ်စေးမင်းမြန်းနေတယ်လို့လည်းသိရပါတယ်ဖမ်းဆီးပြီးတော့တခါတဲ့စစ်ကြော်ရေးကိုခေါ်သွားတဲ့ဇွန်လ2ရက်နေ့ကတည်းကစစ်ကြော်ရေးကိုတန်းခေါ်သွားတာ အခုအချိန်ထိရဲစခန်းကိုမရောက်သေးဘူးစစ်ကြောရေးလုံနေတယ်လို့သိရတယ်စစ်ကြောရေးစခန်းဆိုတော့ခက်ကြက်ကြမ်းတော့ဖြတ်တန်းရနိုင်တယ်လို့ပြင်ဦးလင်ရဲတည်င်းရင်မြစ်ကပြောပါတယ်မာဘာသားနဲ့အမျိုးဘာသာအစွန်းရောက်ဖုန်ကြီး ပောက်ကူတော်ကဇော်ဖုံးအင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဖုံးအင်းအတွက်ကံကောင်းခြင်း ဖြစ်တယ်လို့ပြောဆိုထားပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ခရီနီပြည်နယ်ဘော်လခဲမြို့မှာရှိတဲ့ စစ်တပ်ရဲ့ရေနီပေါဗျူဟာစခန်းကုန်းကိုရရှိပြီးဖြစ်ကြောင်းခရီနီတက်မရော KAC ရေချုပ်ဝမှုကြီးဖုန်နိုင်ကပြောပါတယ်။မြေပြင်စစ်ရေးတင်အချက်လက်အရမေလာ22ရက်နေ့မှာစစ်ကောင်စီရဲ့ရေနီပေါဗျူဟာရဲ့ကာကဲစခန်းတချို့ကိုခရီနီတက်ပေါင်စုကတိမ့်ပိုက်ပြီးတဲ့နောက်မှာဆက်လက်ထိုးစစ်ဆင်ခဲ့တာလို့လည်းဆိုပါတယ်။အသေးစိတ်အချက်လက်မရသေးပေမဲ့ကျွန်တော်တို့တည်ရတဲ့လောက်ရေနီပေါကိုကြော်သွားပြီးလို့ပြောလို့ရပါတယ်။ချန်စီယိုထဲမှာပေါ့တဖြည်းဖြည်းနဲ့မှ ကျွန်တော်တို့အလုံးလုံးနေပါတယ်လို့ဘူမူကြီးဖုန်နိုင်ကဘောလခဲမြို့စစ်စင်ရေးအခြေအနေကိုစစ်ကောင်စီစကားများကိုဆက်လက်ထိုးစစ်ဆင်နိုင်ရန်လက်နက်ခဲယမ်းများကဲ့သို့ရုပ်ဝတ္ထုပစ္စည်းများလိုအပ်လျက်ရှိကြောင်းလည်းသူကဆက်ပြောထားပါတယ်။ရင်းနီပေါက်မှာစုစုပေါင်းစကားစအင်အား200လောက်ရှိတယ်။ကာကင်းကတခုတည်းမဟုတ်ဘူး3-4ခုလောက်ရှိတယ်။အဲ့ဒါတွေစက်သိမ်းမှရင်းနီပေါက်ကိုရမှာလို့ဂရင်းနီစစ်ဘက်တရင်ရင်းမြစ်ကလည်းပြောပါတယ်။ ရင်းနှီးပေါက်ဖြူဟာစကံကုန်တိုက်တိုက်ပွဲမှာမေလ30ရက်နေ့အထိကာကွယ်ရေးတပ်ဖွဲ့ဝင်5ဦးကြာဆုံးခဲ့ကြောင်းရင်းနှီးပေါက်မှာဘော်လခဲမြို့နယ်ကလျက်ရှိပြီးတန်လွင်မြစ်အနောက်ဘက်ခြမ်းမှာရှိတယ်လို့လည်းသိရပါတယ်။ဘော်လခဲမြို့နယ်မှာစစ်ကောင်စီတပ်စခန်း5ခုကိုတင်ပိုက်ထားပြီးဖြစ်ကစစ်သား60ကျော်တေဆုံးပြီးတုတ်ပံအချို့ကိုဖမ်းမိထားကား လက်နက်မျိုးစုံ40နဲ့ခရမ်းများရရှိထားတယ်လို့ဂရင်းနီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ရဲ့ဧပြီလ2ရက်နေ့မှာကြေညာထားပါတယ်ရှင်။စစ်ဘက်တရင်ရေးရဘော်လခဲမြို့ပြင်မှာမိုင်းထန်းကာကင်းစခန်းရှိနေသေးတယ်။ဘော်လခဲမြို့ကစစ်ကောင်စီရဲ့အခြေချစစ်ဗျူဟာအမှတ်429ချေမြန်းတက်ရင်ခမာယ429ခမာယ433ရနဲ့ခလာယ330အပြင် ရှမ်းပြည်နယ်အခြေဆိုင်စစ်ရဲကုကဲမှုဌာနချုပ်စာကာခနှစ်လက်အောက်ခံတပ်ရင်းတချို့အားဖြည့်ထားပါတယ်။ယခုနှစ်ဖေဖော်ဝါရီလကစပြီးတော့ကရင်နီပြည်နယ်ဝလခဲမြို့နယ်မှာတိုက်ပွဲပြင်းထန်လာနိုင်ကြောင်းကရင်နီတော်လှန်ရေးတပ်ပေါင်းစုကထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်စာမှာမြို့နယ်လူလူတွေကအများဆုံးရွှေ့ပြောင်းရန်စစ်ကောင်စီနဲ့မပတ်သက်ရန်အပါအဝင်စစ်ကောင်စီတပ်စခန်းအနီးမနေရန်လည်းတတိပေးထားပါတယ်ရှင်။နောက်ထပ်ဇာတ်ရင်းတစ်ပုဒ်အနေနဲ့ ကချင်ပြည်နယ်ဗမော်မြို့နယ်ရွှေကူမြို့မှာ SPB drone နေနဲ့စစ်ရဟတ်ရင်နှစီကို KAI ကဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာလင်းရင်တွေမှာရဟတ်ရင်နဲ့တိုက်လင်းရင်တွေကိုလင်းရင်ကိုရောင်တွေမှာလုံခြုံစွာတင်စီထားရှိရန်ဂျမ်ပါနဲ့ drone gas တွေကိုစင်စက်မပြတ်စစ်ဆေးရန်လေထပ်အတွင်မှာညွန်ကြားထားကြောင်းသိရပါတယ်။လေထပ်အတွင်မှာတိုက်လင်းရင်များနဲ့ရဟတ်ရင်များကိုလေ့ကျင့်ပြန်တန်းပြီးချိန်စစ်စင်ရေးပြီးဆုံးချိန်များမှာလေရင်ကိုတော်ယုံများအတွင်ကိုတေချာစွာစနစ်တကျ တိန်းစီရက်နာထားရန်နဲ့ပြင်ပမှာအချိန်ကြာမြင့်စွာရက်နာထားခြင်းမပြုရန်ညွန်ကြားလာကြောင်းအဲ့ဒီညွန်ကြားချက်မှာကချင်ပြည်နယ်အတွင်း KIA ကစစ်ရဟတ်ယာဉ်နှစ်စီးကို SPV drone နေနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက်မှာအဲ့လိုညွန်ကြားထားကြောင်းလည်းသိရပါဗျာ။တိုက်လေရင်နဲ့ရဟတ်ယာဉ်များထားရှိရမယ့်လင်းရင်တူလောင်ယုံတွေကိုဘုံကြံခံနိုင်မှု ရှိမရှိတက်ခိုင်မှု ရှိမရှိစစ်ဆေးရန်လေတပ်များမှဂျမ်ပါများ drone cast များအမြဲအလုံးလုံးနေစေရန်နေ့စဉ်စစ်ဆေးမှုများပုံမတင်းတင်းကြပ်ကြပ်ဆောင်ရွက်ဖို့ညွှန်ကြားထားတယ်လို့လည်းသိရပါဗျ။ညွှန်ကြားချက်ကိုမလိုက်နာဘဲပေါ်ရုံမှုများလေရင်နဲ့ရဟန်းရင်များတိုက်ခိုက်ဖြက်စီးခံရပါကသက်ဆိုင်ရာတာဝန်ရှိသူတွေအလုံးအရေးယူခံရမယ်လို့ညွန်ကြားချက်မှာဖော်ပြထားတယ်လို့လည်းဆိုပါတယ်။ကချင်ပြည်နယ်ပမော်မြို့နယ်မှာရခိုင်မေလ KI က SPV drone နဲ့စစ်ရဟန်းရင်နှစ်စီးကိုတိုက်ခိုက်ဖြက်စီးပြီးစစ်တပ်မှာ စစ်ကူတွားရောက်တဲ့ယူဟာမှုနဲ့အဖွဲအပါဝင်အ ਨੇ စုံအရာရှိနဲ့စစ်တီ15ဦးထပ်မင်းတေဆုံးခဲ့ပါတယ်ရှင်ဆက်လက်ပြီးမန္တလေးတိုင်းငင်းချံမြို့နယ်မှာ PDF gate ကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်သား20ဦးထပ်မင်းတေဆုံးခဲ့ကြောင်းအညာဒေသတော်လှန်ရေးအင်အားစုမှတာဝန်ရှိသူတို့ကပြောပါတယ်ဂျမန်နေဇွန်လ2ရက်နေ့နနက်6:00နာရီခွဲခန့်မှာမြင်းချံမြို့နယ် လေတစ်ပြူရွာမှာစစ်သားနဲ့ပြူစောထီတွေကပူးပေါင်းထားတဲ့အင်အား80ခန့်ပါစစ်ကြောင်းကတူရင်ဖို့ရွာအနီးမှာ PDF တပ်ဖွဲ့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။တီထွေတိုက်ပွဲကညနေ9:00နာရီခန့်အထိတနေကုန်နှီးပါတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားနဲ့ပြူစောထီ20ဦးထပ်မံတေဆုံးက PDF ရဲဘော်တအုပ်ကြဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါတယ်။ကျွန်တော်တို့ case ကိုဝင်စီတာကျွန်တော်တို့ကဂိတ်ကို အသွာစစ်ခွေးတွေနဲ့ထိတ်တိုက်တွေ့တော့အဲ့ဒီမှာစပြီးတော့ပွဲဖြစ်တာတနေကုန်ကြာခဲ့တယ်ညနေရောက်မှမြင်းချမျိုးပေါ်ကနေစစ်ခွေးကသုံးစီးလာမှပြန်ပြီးတော့နှောက်ဆုတ်သွားတာပါလို့အညာဒေတာတော်လရင်အင်အားစုမှတာဝန်ရှိသူတို့ကပြောပါရဲရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားနိုင်ငံရောက်မြန်မာတွေကအဆိုတော်ပူပူရဲ့ဖြောပြေပွဲကိုကန့်ကွက်ဆန္ဒပြနေစဉ်မှာဘားကိုလာရောက်သူမြန်မာအချို့နဲ့ထိတ်တိုက်တွေ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ မေလ31ရက်နေ့ညနေ9:00နာရီမှဇွန်လ1ရက်နေ့နနက်ပိုင်းအထိ တောင်ကိုရီးယားအင်ချွန်းမြို့မှာရှိတဲ့လေပြေဘားနဲ့စားတောက်ဆိုင်အရှိမရေပေါ်စီအမှုပညာရှင်ပို့ပို့တောင်ကိုရီးယားမှာဖျော်ပြေမှုအလိုမရှိဘူးဆိုတော့စိုင်းဘော့ကန်ဆောင်ပြီးတော့တောင်ကိုရီးယားရောက်မြန်မာ90ခန်းကဆန္ဒဖော်ထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့လိုဆန္ဒဖော်ထုတ်နေစဉ်မှာ လေပြေဆိုင်ထဲကထွက်လာတဲ့သူနှုတ်ဦးနဲ့ကန့်ကွက်ဆန္ဒပြသူတွေအကြားအနှဲငယ်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရမှာပါဝင်တဲ့ CDN ဘူကြီးလင်းထအောင်ကပြောပါတယ်။မူးနေတဲ့သူနှစ်ယောက်ကနေပြီးတော့မှဆင်းလာပြီးတော့ဆန္ဒပြတဲ့သူတွေကို တော်လန်ရင်နဲ့ပတ်သက်ပြီးတော့ရိုင်းဆိုင်တဲ့စကားတွေနဲ့ဆဲဆိုတဲ့သူတို့ကောင်တွေကဘာလဲညာလဲဆိုပြီးတော့စိန်ခေါ်တဲ့ပုံစံမျိုးတွေလုပ်တယ်။အဲ့တော့လာရောက်ဝင်ရတဲ့သူတွေနဲ့အနှဲငယ်စကားများတာဖြစ်ခဲ့ပါတယ်။ လူအုပ်ကြီးထဲတော့သူတို့မျက်နာထိုးမိလားမထိုးမိလားတော့သေချာပြောလို့မရပါဘူး။လာရောက်ပြဿနာရှာတဲ့သူတွေကိုယ်တိုင်ကမူးနေတာဖြစ်တယ်လို့သူကပြောပါတယ်။အဲဒီဆန္ဒဖော်ထုတ်မှုကိုဘိုးတန်းချောင်းထောက်ပို့အဖွဲ့နဲ့ညင်းချန် generation 0ကဥဆောင်ပါဝင်ခဲ့တယ်လို့လည်းဆိုပါတယ်ရှင်။တောင်ကိုရီးယားမှာ လူစုလိုက်ဆန္ဒပြမယ်ဆိုရင်58နိုင်ရင်တိုင်ကြားရမယ်ပေါ့နော်။ အဲ့နေ့ကကျွန်တော်တို့သွားတိုင်ကြတော့48နှစ်မပြည့်တဲ့အတွက်တဦးချင်းပဲဆိုင်းဘုတ်ကင်ပြီးဆန္ဒပြရကြတာပေါ့ဘေးနားကနေပြီးတော့မှကြံတဲ့သူတွေကဒါကိုလာရောက်ဝမ်းရံကြတာပေါ့လို့ကိုလင်းထက်အောင်ကပြောပါတယ်ရှင်ဆိုင်းရှင်ဘက်မှလည်းသူတို့ဆိုင်ကိုလာရောက်သူတွေကိုကိုထီးလက်ရောက်အစော်ကားတဲ့အတွက်လို့ဆိုကရဲတိုင်ကြမေဖြစ်ကြောင်းလိုက်လွင့်ပြောဆိုခဲ့ပါတယ်ဒါပေမဲ့နောက်ဆက်တွဲအမှု မဖြစ်တော့ကြောင်းလဲဆန္ဒပြရမှာပါဝင်သူတွေထံကနေသိရပါတယ် လေပြေပါနဲ့စားတောက်ဆိုင်မှာအဆိုရောပူပူလာရောက်ဖျော်ပြမှာဖြစ်ကြောင်းကြေညာခဲ့ရမှာတောင်ကိုရီးယားရောက်မြန်မာတွေကဝိုင်းရံကန့်ကွက်ခဲ့တဲ့အတွက်ပွဲအစီအစဉ်ကိုဖြတ်သိမ်းကြောင်းဆိုင်ဘက်ကလည်းပြန်လည်ကြေညာခဲ့ပါတယ်။ဒါပေမဲ့မေလ31ရက်နေ့ညနေပိုင်းမှာအဆိုရောပူပူတချင်းဆူဆူမဆူဆူဆန္ဒပြကြမယ်ဆိုတဲ့အတွက်အဆိုရောပူပူကို သူ့ဘာမှာတချင်းဆူကိုင်းခဲ့ကြောင်းဆိုင်ဘက်ကထပ်မံဖော်ပြလာတာကိုလည်းတွေ့ရပါတယ်။အဆိုရောပူပူကဆရာနာသိန်း စန့်ကျင်မှုမှာလမ်းမော်ထွက်လှုပ်ရှားမှုမှာပါဝင်ခဲ့ကြောင်း2021ခုနှစ်ဧပြီလမှာဖမ်းဆီးထိန်းသိမ်းခံရပြီးတော့ရာဇသက်ကြီးပုံမှာ905ကနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခံခဲ့ရတာပါသူကတနစ်ညီပါအကြမှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ဒါပေမဲ့စစ်ကောင်စီနဲ့နှိစက်တဲ့အစိုးရယုံလေးကိုသူထောင်ကနေထွက်ထွက်ချင်းကျေးဇူးတင်စကားပြောချင်းစစ်ကောင်စီနဲ့နှိစက်သူတွေနဲ့ထက်ထဲဝင်ဝင်ပေါင်းတင်ချင်းများလူမှုလက်မခံတဲ့ ပြင်ပရှိုးပွဲတွေကိုစီစဉ်မြင့်ခြင်းများကြောင့်ပြည်သူလူထုကရေပေါ်စီအမှုပညာရှင်အဖြစ်သတ်မှတ်ခံရသူတအူးလည်းဖြစ်ပါရဲ့ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ KNU ကအမျိုးသားအစည်းအရုံးတက်မှာ၆ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘော်ဘူစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များရန်တပ်ပစ်ခတ်တဲ့ကြီးထိုင်းနိုင်ငံကိုကြာရောက်ပြီးတော့ဒေသခံတအူးထိမှန်သွားတယ်လို့ထိုင်းနိုင်ငံဖော်ပြရာမျိုးမော်လီချိုင်းကြီးရွာဒေသခံအမျိုးသမီးတအူးကအတည်ပြုပြောဆိုပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘူစစ်ကောင်စီစခန်းကနနိုင်ငံနန်နမိတ်အဖြစ်တက်မှတ်ထားတဲ့တောင်ရင်မြစ်အနီးမှာတည်ရှိပြီးတော့တဖက်မှာထိုင်းနိုင်ငံမော်လီချိုင်းကျေးရွာရှိကတိုက်ပွဲဖြစ်ချိန်ဇွန်လ3ရက်နေ့မနေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီကပြစ်တဲ့အကြီးထိုင်းဘက်ကိုကြာပြီးတော့မော်လီချိုင်းကျေးရွာသားတအူးရဲ့ခြေထောက်ကိုထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။လက်နက်ကြီးစားကထိုင်းဘက်ကိုကြာလာတော့လူတယောက်ခြေထောက်မှာထိတာ ။တရားအပြင်းထန်တော့မဟုတ်ဘူး။စင်းယုံ ပို့လိုက်ရတယ်။တေဘောဘိုစခန်းတက်တာစစ်ကောင်စီကပြည်ရင်အရှိတ်ပတ်ပြည်ရတော့ဒါကစစ်ကောင်စီကြည်ပဲကြာတာလို့မော်နီချောင်းရွာကန်တကူကပြောပါရရှင်။ဒီကနေ့မွန်တဲ့၁၂နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။